ုံးမ905ခါခွေအုံးမ900နဲ့အုံးမ78တို့နဲ့ဖန်ဆီးခံထားရတဲ့အင်းစိန်ထောင်တွင်စာငတ်ခံဆန္ဒပြနေတဲ့လှုပ်ရှားတက်ကြွသူကိုထင်ကျော်ပါဝင်လေးဦးကိုဩဂတ်စ်လ23ရက်နေ့ကမြောက်ကလာပါတရားရုံးမှာရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ဘာပြောရင်လဲဆိုတော့ဗျာအာနာရှင်ရေချိန်ကြိုက်လို့ ဒီမိုကရေစီကိုအမည်လုံနေတဲ့ဆိုတော့လုံးဝယုံကြည်မရှိဘူးလို့ဒါပဲပြောချင်ပါမြန်မာနိုင်ငံမှာတရားဥပဒေစိုးမိုးမှုမရှိသေးတဲ့အကြောင်းအာဏာပိုင်တွေဟာဥပဒေပုံမှန်တွေကိုလိုသလိုဆွဲသုံးနေပြီးဗလိုက်မှုတွေရှိနေတာကြောင့်စစ်အာဏာရှင်စရိုက်တွေရှိနေတဲ့အကြောင်းကိုထင်ကျော်ရဲ့ဇနီးမတန်းတမ်းမော်ကပြောဆိုပါရတယ်တရားရေးရတရားရေးအတိုင်းပဲသွားစေချင်တယ်အဲအမတို့အနေနဲ့ကတော့ဒီတရားရေးကိုအမတို့လည်းသေချာလိုက်နားထောင်နေသေချာလိုက်မှတ်တယ်ပေါ့နော် အဲ့ခါအဲ့ခါမှာခုဟိုဒီကုထီကျော်တို့ယူဆသလိုပဲဟိုခရိုနီတွေကိုကောက်ွယ်ပေးနေတယ်လို့ပဲမအားလို့လည်းပြည်သူတယောက်အနေနဲ့ရောမိသားစုအနေနဲ့ရောအတ္တိရှိချမြင်ရတယ်ဒီစနစ်တရားလည်းမပြောက်သေးဘူးလို့ပဲဒီလိုပဲအတိအကျဆွဆွဲပါတယ်ကုထီကျော်ရဲ့ကျမ်းမာရေးအခြေအနေကြောင့်ပုံမှန်900ကိုခွင့်တင်ထားပြီးလာမယ့်ဩဂတ်စ်လ20ရက်နေ့မှာရုံးထုတ်စစ်ဆေးမှာဖြစ်ပြီးတင်ငင်းကျုံမိချောင်းကန်ရက်ကွက်နေပြည်သူတွေမယန်းကုန်း6ရက်ကွက်ကပြည်သူတွေ90ကျော်လောက်ရုံးထုတ်တဲ့အချိန်မှာလာရောက်အားပေးခဲ့ပါတယ် ိကဆိုးရွားကပြည်သူလူထုရဲ့ဒုက္ခတွေကိုအမြန်ဆုံးဖြေရှင်းပေးပါဒုက္ခရောက်နေတဲ့ပြည်သူတွေကိုမျက်ကွယ်ပြုမယ်ဆိုရင်အဲ့ဒီလိုဆိုးရွားမျိုးဒီမိုကရေစီဆိုးရွားလို့မဟုတ်ဘူးဒီနီရီကိုကာကွယ်ပေးနေတဲ့ဒီနီကရေစီဆိုးရွားလို့ပဲကျွန်တော်ဒီလိုသတ်မှတ်တယ်ကိုထင်ကျော်ဟာမယံကုန်း6ရက်ကအာဓမတင်းယူခံရမှုမိချောင်းကန်ရက်ကွယ်တိမ့်ပိုက်မှုတွေအတွက်ဒီကူရောဆန္ဒပြတာကိုအချင်းချင်းပြုတ်လုပ်ခဲ့သူလှုပ်ရှားတက်ကြွသူတခုဖြစ်ပါတယ်။ ီလူတွေဟိုဘက်ကိုရက်တည်နေတဲ့ကိုထင်ကျော်ကိုအခုလက်ရှိပုံမှန်905ခါဝင်းနဲ့ဆွဲဆိုထားတဲ့အမှုနဲ့ပတ်သက်လို့တို့လက်ရှိဘာထောင်မှာလဲခုခုနကျွန်တော်တို့ကျွန်တော်ပြည်သူတွေရရင်ပြီးတော့သူ့ရဲ့ကျမ်းမာရေးကိုလည်းအစိုးရပူပန်နေကြပါတယ်ဒါကြောင့်မို့သူ့ရဲ့ကျမ်းမာရေးအခြေအနေကိုကျွန်တော်တို့ဘာလို့ဟောတည်ကျင်တာနဲ့တကြောင်နောက်တစ်ချက်ကလည်းဒီပုံမှန်ငါငါခါဝေးဒီ အာမခံပြေးပိုင်권ရှိပါတယ်ဆိုရဲအစအို့ဒီတရားရုံးလိုက်ရင်ပြီးတော့ဒီနေ့ဒီရက်မှာအာမခံမပေးပါဘူးဆိုရင်ကျွန်တော်တို့တွေကဆက်လက်ပြီးတော့လူခွင့်ရေးနော်ဒီခုနလိုစီနေများကွန်တဲအဖွဲ့တွေအခြားတော့ရှိရခင်တဲလားအထိကျွန်တော်တို့ဝိုင်းပြီးတော့စာတင်ပြီးတော့ကျွန်တော်တို့ရဲ့အခွင့်အရေးကကျွန်တော်တို့တောက်ဆိုဖို့ကျွန်တော်တို့အကုန်လုံးပြင်ဆင်ထားမှုလာရှိပါတယ်ကိုထင်ကျော်နဲ့အတူဥလူအေဒေါ်စိန်ထွေးနဲ့ဥမြင့်နိုင်တို့လည်းအင်းစင်ထောင်မှာဖမ်းဆီးခံထားရတာဖြစ်ပါတယ်